ိတ်ဝင်နိုင်မင်္ဂလာပါဘယ်မင်္ဂလာပါနော်စော်ဝင်နိုင်မဟုတ်တော့စိတ်ဝင်နိုင်စိတ်ဝင်နိုင်အဲစိတ်ဝင်နိုင်ဆိုပြီးတော့အတွေးလေးနဲ့ပြေးလိုက်တာကတော့ရိုက်တာကိုဩရသဖြစ်မှာဗျဟုတ်တယ်ဝင်နိုင်မဟုတ်ခင်ပေါ့ဆိုင်းစရာနာမည်လေးကိုစဉ်းစားပါလားပေါ့စဉ်းစားပါလားကျွန်တော်စဉ်းစားတော့ပေါ့ဗျအမျိုးမျိုးစဉ်းစားတော့ပေါ့အဲ့ဒါနာမည်လေး၃မျိုးလောက်ထွက်လာတယ်ပေါ့ဗျာမမမိတော့ပါဘူးအဲ့နာမည်လေးတွေပေးကြည့်ပါလားပေါ့စိန်ရတော့ရှေ့ထားမှာပဲဟေးလို့ဘာလို့လဲဆိုဆိုင်းစရာတွေရှေ့ရစိန်ပါတာဟုတ်ဟုတ်လားစိန်ပေးတာအစခဲ့တာဟုတ် အဲ့တော့ကျွန်တော်တို့ကတော့ဒါမြန်မာမှုမြန်မာအလားဒလေထုံတန်းလေးကိုရိုက်တဲ့ဇာကားဖြစ်နေတဲ့အတွက်ဒါလေးကစိတ်ထဲမှာဖြစ်မယ်ဆိုတော့နောက်ကြတော့ကိုဩရသနဲ့ဇာလွန်မဲအန်းနဲ့အဲဥညင်နဲ့ပေါ့ဥညင်ကြီးထွန်းလွန်နဲ့တရားတော်ဖြစ်လိမ့်မယ်ထင်တယ်စိတ်ဝင်နိုင်ဖြစ်သွားတယ်ပေါ့ဗျာဟာစိတ်ဝင်နိုင်ဆိုရင်ကျွန်တော်တော့မတွေးမိပါဘူးကိုကိုကိုနာမည်အရင်ပေါ့နော်ဒါဝင်နိုင်ဆိုတာကတော့အဲ့တော့စိတ်ဝင်နိုင်ဖြစ်သွားတယ်ပေါ့အဲ့ဒီအပေါ်မှာလဲဒီယောသန်ဇာကားနဲ့ပတ်သက်ပြီးတော့ဂျီနူးရတယ်ပေါ့နော်ဂျီနူးရပါတယ် ဟိုအဆင်ပြေပါတယ်ပေါ့ဆိုရင်ဟိုဒီနေရာလက်ခလိုက်ကနည်းနည်းတော့တာဝန်ကြီးတယ်တော့ဒါပေမဲ့အာလိုက်ဖက်တယ်လို့ပြောမှာနော်ကျွန်တော်မြင်တော့ပထမတော့ကိုစုံနဲ့နီးအဒီမှာအာဒီရှင်ပြုတ်လူမှာပိတ်ပိတ်မြောက်ပဲလူလားအာတကယ်တော့မဟုတ်ဘူးဆိုင်းစရာဆိုဟုတ်တယ်အာနောက်ပြီးတော့ဒီမှာပေါ့နော်ကိုရဲ့အာပရဒါလို့ဂျင်နာနဲ့ကိုလုံးနိုင်တဲ့ဒီ item နဲ့ပေါင်းလိုက်တဲ့ဟာကြီးอ่ะဟုတ်တယ်ဗျအာဒါတော့ไลฟ์ဖက်တယ်လို့ပြောอ่ะ ဇဝင်ငန်းရဇလန်းအရာကျွန်တော်ကဒီမြန်မာဒီဖီနဲ့ဒီအိုက်တင်ကိုလှုပ်ပြီးဖြုတ်မှာကောင်းပါဒါကိုကိုဩရတာကလည်းโอเคကျွန်တော်ကလည်းအဲ့ဒါလာတာအဲသဘောသဘောအဲ့ဒီလိုမျိုးလှုပ်လိုက်တော့ကြတော့ဒါပြောမယ်ဆိုရင်ဒါအခွင့်အရေးဒရိုက်တာကကျွန်တော်ပြီးလိုက်တာဗျဒါအခွင့်အရေးရအခွင့်အရေးပြီးတာဒီနေရာမှာဒီစကားနဲ့နေဝင်းနဲ့ဥဇော်ဝင်းနဲ့ပြောတဲ့အချိန်မှာဥဇော်ဝင်းနဲ့ရဲ့အယုတ်ကိုငါတို့ကဒီလောက်ကိုပြီးမှရမယ်ဆိုတဲ့သစ္စာရှိမှု အဲ့ဒီအပေါ်မှာခမရဘက်ကလည်းတရုပ်ဆောင်ခမရစပုတ်စရံဇော်ဝင်းနဲ့ခမရလည်းခြားတန်းကျုပ်ရတယ်ဒီလိုရိုက်ပြမယ်ဆိုအဲ့ဒီမှာခုနပြောသလိုဒီလိုဖြစ်တာပါပဲဟုတ်လားတန်းကို့အလှဲ့ကိုရောက်လာတဲ့အချိန်ကကြတော့ဇက်လဲတိထားပြီသားပြောရမယ်ဇန်ညွန်လဲကျွန်တော်သိပြီဟုတ်လားအဲ့ဒီပေါ်မှာဒီအပျော်လေးပေါ့အပျော်လေးပဲပထမတော့ဟုတ်လားဘာလို့ဆိုဟဲ့မဲသုံးအမလေးလာတယ်နင်းဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လားဆုံးရတယ် ဟုတ်လားအားရတာပေါ့ပြီးလေလေဟုတ်ပါဗျာကျွေးစရာရှိတာကျွေးပါညာအဲ့ခံပေါ့ပြီးတော့မှဒီရဒီရမရဘူးဆိုတော့ဟာအဲ့ဒီမှာဒစစ်ထချိုးတယ်ချိုးလိုက်တယ်အဲဒါမှငါနဲ့မီးမီးရဲ့အလူမှာငါဆိုင်နဲ့မတီးရရင်လေနောက်ဆိုင်နေရှိပါသေးတယ်ဟာတဲ့မပူပါနဲ့ငါစုံစမ်းပေးပါမယ်တခါထပ်စုံစမ်းတယ်အစုံစမ်းတော့လေကိုနှစ်ဆိုင်သုံးဆိုင်လောက်စုံစမ်းတော့လေတခါမရပြန်အောင်အဆင်ပြေဘူးဒီရကဟာဘယ်လိုဖြစ်သလဲပေါ့ အဲ့ဒီမှာအဲ့ဒီခုနကပြောတယ်တဆင်းချင်းတဆင်းချင်းနောက်ဆုံးသူ့အလူကဘယ်ဆိုင်မှာကိုငှားမရတဲ့အခြေအနေဖြစ်သွားတာအဲ့လိုဖြစ်သွားတာအဲ့တော့ခုနကပြောတယ်တဆင်းချင်းတဆင်းချင်းတဆင်းချင်းကိုဒရိုက်တာကခွဲရဲသွားတာဟုတ်ဗျအဲ့ဒီပုံမှာလေကျွန်တော်တို့ကခံစားရတာဟုတ်ဗျဟာငါတော့ဒီလိုဖြစ်ဟာအတော့စိတ်မကောင်းလာတော့တပြေးပြေးနဲ့နင့်နေနင့်နေလာပဲနင့်နေတာတော့နင့်တော့သွားတာအဲ့တော့ဒီဇကားတကားဟာရလက်ကောင်းပေါ့ရလာခဲ့တယ်အဲ့ဒါခုနကပြောသလိုပေါ့ကိုလင်းပြောသလိုပဲ ခံစားပြီးတော့မှလှုပ်တယ်အဲ့ဒီမှာကျွန်တော်ခုနပြောတဲ့ကျွန်တော်ဆိုင်းထဲမှာဆိုရင်းနဲ့မင်းကွာတော်တော်ခိုင်းရတယ်နော်ငါဒါဒါမင်္ဂလာတီးတဲ့ဆိုင်ကွာမင်္ဂလာဆိုင်မင်းကမင်းပဲကြမင်းနဲ့ကြမှာပဲငါအမင်္ဂလာဆိုင်ဖြစ်သွားပြီမခံရင်စိတ်နဲ့တီးနေရတာဒါမတီးနေပြန်တော့လေကကြောကကြောတီးလို့လည်းမရပြန်ဘူးတသက်ရက်ကလေးနဲ့ကိုတီးလုံးလေးနဲ့ကိုအတန်လေးနဲ့ဆိုမှတီးမှကောင်းမှာပါလေဆိုတဲ့အမှုပညာသမားရဲ့စိတ် ဒါပေမဲ့မျိုးလုံးထဲမှာဒါမရောက်သူ့တော့မကျေနပ်ဘူးအဲ့လိုမျိုးလေးတွေပေါ့အဲ့ဒါတွေအားလုံးကခုနကပြောသလိုပေါ့ရိုက်ရင်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 နဲ့ကျွန်တော်တို့ကအဲ့ဒီ fee တွေဝင်လာတာဗျအဲ့ဒီ fee တွေဝင်လာတာအဲ့တော့ကျွန်တော်တို့ဆိုတာကတရုတ်ဆောင်များထားပါတော့ရိုက်နေတဲ့ဇက်ကားရိုက်နေတဲ့အချိန်မှာကိုရွာမှာရှိနေတဲ့ရွာကန်တွေပေါ့ပုံပါဘက်ကပေါ့နောက်ကျွန်တော်တို့ဒီဆက်ဖွဲ့အသားတွေပေါ့ဆက်ဖွဲ့မီးတို့မှန်တို့လေးတွေသားလေးတွေရှိတယ်ဗျာနော်အားလုံးပေါ့ဗျာနော် ဲ့ဒီကလေးတွေကစားဒီသချင်းတွေပေါ်မှာသူတို့ကစားမျောကုန်ပြီမျောကုန်ပြီရိုက်နေရင်းနဲ့နော်ရိုက်နေရင်းနဲ့ကိုအာမမျိုးတန်တထုံးဆိုလို့သချင်းလေးတွေသူတို့ကြိုက်ကြတာပဲအဲ့တော့ကျွန်တော်တို့ဆိုသချင်းကြိုက်အကုန်လုံးပေါ့ဗျဒီဇက်ဝင်ငန်းမှာဒီဇက်ကားထဲမှာပါတဲ့ဇက်ဝင်သချင်းတွေအကုန်လုံးဒီကလေးတွေအကုန်လုံးကိုသူတို့ကခန်းစားသွားပြီဒါသူတို့သယုံဆောင်နေမဟုတ်ဘူးနော်ဒါပေမဲ့ဒါကြီးကတော့တကယ့်ကိုမြမာမှုနဲ့မြမယင်ချင်းမှုကြီးကိုဒါ highlight ပေးထားတဲ့ဇာကားဖြစ်တော့ကြတော့ ကျွန်တော်အနေနဲ့တော်တော်လေးတော့အဲနည်းနည်းခါတိုင်းကားရတဲ့ဆိုင်တော့နည်းနည်းတော့တတိထားရတာပေါ့လေအလုတ်လုတ်တဲ့အခါမှာတတိထားရတဲ့တေးသေးချာချာဖိဖိစီစီလေးလောက်ရတယ်တေးချာစဉ်းစားရတယ်ပေါ့နော်တော်ဝင်နေပြောတဲ့ပေါ့ကဒါတော့မြမယဉ်ကျေးမှုဟုတ်တယ်ဗျပြောတာပါဗျဟုတ်တယ်ဗျမြမယဉ်ကျေးမှုဆိုတာလေမြမတွေရဲ့အာအတဲနှလုံးကိုဆွဲကြိုက်ဆွဲဆုပ်နိုင်တဲ့စံမျိုးမြမတွေကျင်တဲ့ကိုဟိုစူးရောက်စူးဝင်နေပြမဲ့တဲ့စံမျိုးတော့ဟုတ်တယ်ဗျဟုတ်တယ်ဗျ အဓိကတော့ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာပြည်သက်အတွက်မင်းသားတွေကိုဦးစားပေးပြီးရိုက်ကြရတာဟုတ်เนาะအဲ့ဒီအပေါ်မှာမင်းသားမင်းသမီးဆိုတာအမတန်အဓိကကြပါတယ်တော်တော်ကိုအဓိကကြတဲ့အခန်းကဏ္ဍမှာတို့မှပါဝင်ရပါတယ်ပင်လဲပင်မှန်းနေဗျာเนาะအခန်းတိုင်းအခန်းတိုင်းနီးနီးကိုတော်ပါမယ်ဗျာအခန်း90ရှိတယ်ဆိုလို့ရှိရင်40နဲ့5ခန်းလောက်ကအဲ့ဒါမင်းသားမင်းသမီးကြီးပါပဲ မင်းသားဆိုရင်ပူမှန်ပါလိမ့်မယ်မင်းသမီးတောင်တလောင်းမဟုတ်ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကနည်းနည်းလေးတွက်နေရတာကကိုနေဝင်းပေါ့ကိုနေဝင်းကိုကျွန်တော်တို့ကကြည်ရပြီဘာကြောင့်လို့ဆိုတော့ဇက်ကလည်းတော်တော်လေးကိုမင်းသားနေရကအဲတော်တော်လေးကြမ်းကြမ်းထန်ထန်ဖြစ်နေတဲ့နေရဆိုတော့အော်ဒီလိုနေရာမျိုးကိုရိုက်တယ်ပေါ့နော်အောင်မြတ်ဆန်ဟုတ်တယ်ဗျအောင်မြတ်ဆန်နေရာနေရိုက်တယ်ရိုက်တဲ့အပေါ်မှာလည်းကျွန်တော်ကကျွန်တော်တို့ကဇက်အသိနေတဲ့အတွက်ဟာဒီကောင်ရိုက်ရဲသားပဲပေါ့ အဲ့ရိုက်ရဲတယ်ဆိုတဲ့အပေါ်မှာတကယ်ရိုက်တဲ့အချိန်ခါကျတော့လေဘာမှလည်း complaint မရှိဘူးဒီမင်းသားဖြစ်တဲ့ကိုနေဝင်းကလက်ခံလို့ကိုဒါရိုက်တာပဲလေဟုတ်လားတကယ်ကျွန်တော်တို့နဲ့ကြုံနေဆုံတဲ့အချိန်ခါကျတော့လေတကယ်ပဲပဲနဲ့လည်းလုပ်တယ်အဲ့ဒီအတွက်လေနေဝင်းကိုကိုတူကိုသားလေးအရွယ်ဖြစ်ပေမဲ့လေးစားတယ်ပေါ့လေးစားတယ်ပေါ့နော်ဒီရန်ကုန်ဘက်ကဆိုင်းစရာတွေကျတော့အင်္ဂလိပ်ရက်ကလေးတွေပြောကြတယ်နော်အဲ့တော့မန္တလေးကဘိသိက်စရာပဲဖြစ်ဖြစ်နွယ်နေတဲ့ အလားပညာရှင်တွေပေါ့ရုပ်ရှင်ရုပ်ရှင်တော့မပါဘူးပေါ့ဂီတပညာရှင်တွေဆိုင်းပညာရှင်တွေဇာတ်ပညာရှင်တွေအငိတ်ပညာရှင်တွေပေါ့အဲ့ဒီပညာရှင်တွေကြတော့ဗမာရဲ့ပြောကြတယ်အဲ့တော့ကျွန်တော်တို့ကလည်းအခြေခံထားတာကဘာလို့ဆိုအညာဘက်ပဲအခြေခံထားတာအခြေခံထားတော့ကြတော့အဲ့ဒီပေါ်မှာခုနကပြောတဲ့ဟလာ writer aura တာနေမှာဗမာရဲ့ကလေးဆိုလို့ရှင်ဥသောဝင်နေဘယ်ရဲ့ပြောရင်ရမလဲပေါ့ဗျာဟလာအဲ့ဒါဆိုလို့ရှင်လေကျွန်တော်လည်းကျွန်တော်တယောက်တည်းဟိုဆိုလို့ရှင်လေမှတော့မှဆိုးတယ်ဒါဇက်ကအရာပေါ့ဗျာဇက်လန်းအရာပေါ့ ဲ့တော့ကျွန်တော်တို့အခုဒီနောက်ခံပြီးပြတဲ့ဟလာမန္တလေးဘူနိုင်ပေါ့ဆိုင်းဆရာပေါ့ပညာရှင်ပါပဲလူငယ်ရှိပါသေးတယ်အဲ့ဒီကိုဘူနိုင်ကိုကျွန်တော်မေးရတယ်ကိုဘူနိုင်ခင်ဗျားတို့ဆိုင်းနေလှိုင်းနေလာပေါ့ဆိုင်းနေလှိုင်းနေလာကြတော့ဘယ်လားရှိသလဲအာဥစောရေးဒီလားဒီလားရှိဒီရက်ဒီအာအဲ့ဆိုအဲ့ဒါမင်းတို့ကြိုက်တဲ့ရက်တာပြောခိုင်းဇလန်းထဲမှာပေါ့အဲ့ဒီရက်ကိုငါပြောပေးမယ်အဲ့ဒီမှာမှကိုနာပြောတယ်ကိုရောသားနေမှာဒါပြောဒီရက်ဒီရက်ပြောဆိုတော့ အစတော့သူကအဆင်ပြေတော့မဲ့ပုံစံမြလာလာပြီကိုနဲ့ကိုဆိုင်နောက်မှာဆိုလာခဲ့တဲ့အဆိုတော်လည်းဖြစ်တယ်ဟာလာမမျိုးတန်တာထုံးခေါ်ဇလန်းထဲမှာဒေါ်သုံးပေါ့ဟာလာမဲသုံးပေါ့အဲ့ဒီမဲသုံးကြီးကလည်းရောက်လာပြီဟာလာကိုဆိုင်နဲ့ကိုမောင်နှမတွေလို့တီးခဲ့ဆိုခဲ့တဲ့ဟာတွေကဒီနေရာတော့အဆင်ပြေပြီလို့ဒါတွတ်လို့ရတယ်ပြီးတော့မှမဟုတ်တော့ဘူးဟိုကောင်ညစ်သွားပြီအဲဒါလေးတွေပေါ့အဲ့ဒီပုံမှာခုနပြောတဲ့ဒါဇလန်းနဲ့ပတ်သက်ပြီးတော့မှ ဒါတဖြည်းဖြည်းနဲ့ပြည်သက်ကိုဟဲ့ဘလို့ပြေးအောင်ပါတော့ဟဲ့ဘလို့ပြေးအောင်ပါတော့ဟဲ့ဆိုတာဒါဆွဲခေါ်လာတာပဲအဲဒါဇလန်းရပေါ့ဆွဲခေါ်လာတာပဲအဲ့ဒီဆွဲခေါ်လာတယ်ဆိုတာပြည်သက်ကအခုမှကြည့်တာဆိုတော့ဘယ်သိမလဲဇာကကြီးမှသိတာကျွန်တော်တို့ကဇလန်းသိနေတာဟုတ်သိနေတာကိုကိုကပြည်သက်လို့ပဲမသိအောင်ပြန်ပြီးတော့ကိုကလည်းသေအောင်ဆောင်ရတာဟုတ်ဟုတ်တယ်လားအဲ့ဒီအပေါ်မှာခုနပြောသလိုပေါ့ကိုကလည်းအမဲအစတော့အဆင်ပြေသလိုလိုနဲ့နောက်ကြတော့မှဟိုလူဆက်သွဲလဲမြဒီလူဆက်သွဲလဲမြဟာတော်တော်ကိုထူးဆန်းနေတယ်ဟုတ်လား ်နောက်တစ်ခုကဘာလို့ဆိုတော့အဲအချိန်ခါရပြောမယ်ဆိုလို့ရှင်လေဆိုင်းတွေကတော်တော်များတဲ့အချိန်ဆိုင်းအဖွဲတွေပေါ့များတယ်ဟာလာဒါမှမဟုတ်သူ့ရဲ့ဇန်ကျုံးနဲ့မှပါတယ်အာဘာပဲဖြစ်ဖြစ်ဟာဆယ်ဆိုင်ဆန်ကားဆိုင်တို့နေမှာရှိနေတာပဲဟောချုံလိုက်ပြန်ပြီဒါဇန်ညွန့်ဒါဇန်ညွန့်ပညာတေးကြောင်ထဲတာဒါဇန်ညွန့်ပညာဆယ်ဆိုင်ဆန်ကားဆိုင်လောက်ကတော့ဒီကောင်ကတအားချမ်းသာတဲ့ကောင်ဟာလာနေမှာနေသတိဟာလာရွာသတိဆိုတော့ဒီကောင်ကလည်းဖေးအရှိန်နဲ့ဖေးချမ်းသာမှုနဲ့ဒီငွေတွေနဲ့အကုန်ပိတ်ဆို့ထားတာကောင်ဟုတ် ဟဲ့လားအဲ့တော့လေဒါကြတော့လေကျွန်တော်တို့ပြောမှဆိုသဘာဝကြပြန်တယ်သဘာဝကြအောင်ရင်ပြိဿကိုတင်ပြတဲ့အချိန်မှာကျွန်တော်တို့ကသဘာဝကြမှဖြစ်မှာဗျဘာကြောင့်လို့ဆိုတော့ဟိုဂျန်နေကားကြီးလေကျွန်တော်ရိုက်နေတဲ့အတွက်ဟာတာကားတို့ဘာလို့မဟုတ်ဘူးလေဗျာဟုတ်ဘူးလားဒါကြတော့တကယ်ဒရမာပြီးတော့မှမြန်မာမှုမြန်မာရင်ကျင်းမှုကို highlight လုပ်ထားတယ်ဟာလား တင်ပြထားတဲ့ဇကာကြီးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတကယ်ကိုသဘာဝကျမှရမှာနေမို့ဆိုထောက်ဆရာတွေကဖြစ်လာမှာစိုးရတယ်ဒါအခုကပြောပြရင်လည်းကျွန်တော်ရှင်းနေတာပါရှင်းပြတာပါအဲ့တော့နောက်တဦးပေါ့နောက်တဦးကတော့ဘယ်ဆုံးဆိုမမျိုးတန်တာထုံးပေါ့မဲသုံးပေါ့နော်မဲသုံးကလည်းမဲသုံးဖြစ်သွားတယ်ဗျဒီဒီရုပ်ရှင်လောကမှာယက်တီနိုင်ဖို့အတွက်ပြိသက်ပေါ်မှာအများကြီးမူတည်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီ ပရိသတ်တွေကဘယ်လိုဇကားမျိုးပဲဖြစ်ဖြစ်မြမပရိသတ်တွေမြမဇကားပေါ်မှာနားလေတိတက်စွာနဲ့အားပေးကြတယ်အဲ့ဒီအပေါ်မှာလည်းအများကြီးကျေးဇူးတင်တယ်ဆက်ပြီးတော့လည်းနားလေပေးပြီးတော့အားပေးကြပါအောင်ပေါ့နော်ကျေးဇူးပါကိုကျေးဇူး